ဒီ HMI channel ကိုကြည့်ရှုနေတဲ့ညီကောင်မမများကိုတိထောက်အစီအစဉ်မှာပြန်လည်ကြိုဆိုပါရရှင်။ကျမတို့ဒီကနေ့တိထောက်အစီအစဉ်မှာတော့ကလေးတငယ်နဲ့တမချန်းစာဆိုတဲ့ကောင်းစင်နဲ့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အားလုံးဆုံးကြည့်ရှုကိုရလည်းဖိတ်ခေါ်ပါရရှင်။မင်္ဂလာပါဆရာ။အော်မင်္ဂလာပါ။ကလေးတငယ်နဲ့တမချန်းစာဆိုတဲ့ကောင်းစင်နဲ့ပတ်သက်မှာပထမဆုံးအနေနဲ့ဒီကလေးတငယ်ကိုတမချန်းစာမှာဘယ်လိုမျိုးဖော်ပြထားတာရှိလဲရှင်။ ဟုတ်ကဲ့ကလေးသူငယ်နဲ့တမာကျန်းစာပေါ့နော်ဓမ္မတန်တမာတရားကတိတ်တိကမှရေးချည်တဲ့ကောင်းစဉ်ဖြစ်ပါတယ်ကလေးသူငယ်ကိုတမာကျန်းစာမှာဘယ်လိုဖော်ပြပေးထားတယ်လဲဆိုတော့မိခုံးကတိတ်တိကမှရေးချည်ပါတယ်အကြောင့်ဒီကလေးသူငယ်ကိုတမာကျန်းစာထဲမှာတော့ဖရာတခင်ကလည်းရလာတဲ့ဒီကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုပြီးခါမှာဖော်ပြပေးထားတာကျွန်တော်တို့တွေ့လို့ရပါတယ်ဆိုတော့ကလေးသူငယ်ကိုမြင်တိုင်းမြင်တိုင်းမှာဒါထာဝရဖရာရဲ့ ဒီလက်ဆောင်ဖြစ်တယ်ဆိုတာကိုကျွန်တော်သိဖို့ကျွန်တော်နှလုံးသားထဲမှာထားဖို့တိတိခါမှယူကြည့်ပါတယ်အဲ့တော့ကြောင့်ဒီကလေးသူငယ်တွေကိုပဲရှေမာတဲ့ခရစ်ဝင်ကျမ်းခန်းကြီးဆက်ကိုပိုက်ငယ်14မှာသခင်ခရစ်တော်ရှင်မှာเนาะဒီမိဘတွေကကလေးသူငယ်တွေကိုတွားပြီးခါမှာသခင်ခရစ်တော်ရဲ့ကောင်းကြီးမင်္ဂလာကိုတောင်းခံဖို့လှုပ်တဲ့ခါမှာဒီတမန်တော်12ပါးနဲ့ဘာလို့လဲဆိုတော့စိတ်ဆိုးကြတဲ့အကြောင်းအရာတွေကျွန်တော်တွေ့လို့ရတယ်အဲ့ခါမှာ တခင်ယေရှုကကလေးသူငယ်တွေကိုဘယ်လိုပြောတယ်လဲဆိုတာကိုရှင်မသက်ခရစ်ဝင်ကျအခန်းကြီး16အပိုင်ငယ်14မှာယေရှုကဒီလိုပြောပါတယ်ယေရှုကလည်းထိုသူငယ်တို့ကိုရှိစေတော့ငါတို့ထံသို့လာဒီကိုမစည်းတာကြနဲ့ကောင်းကင်နိုင်ငံတော်ဒီထိုတို့တော်သူတို့ရဲ့နိုင်ငံတော်ဖြစ်တည်ဟုမိန့်တော်မူ၏ဆိုပြီးကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့ကလေးသူငယ်တွေရဲ့သူတို့ရဲ့နှလုံးသားကဘယ်လောက်ထိဖြူစင်တယ်လဲ ဘလောက်အထိသူတို့တွေကဘုရားသခင်ကနဲ့လာတဲ့စုဂျေဇူးတွေဖြစ်တယ်လဲဆိုတော့ဘုသခင်ခရစ်တော်ကသဘောပေါက်တဲ့အတွက်ကြောင့်တမန်ကျမ်းစာမှာလည်းဒီကလေးသူငယ်တွေဟာဘုရားသခင်ကနဲ့လာတဲ့ကောင်းကြီးမိန်လာဖြစ်တယ်ဆိုတာကိုကျွန်တော်တမန်ကျမ်းစာမှာဖော်ပြပေးထားပါတယ်အဲ့တော့ကြောင့်ကျွန်တော်တမန်ကျမ်းစာအတိုင်းကလေးသူငယ်တွေကိုကျွန်တော်တို့ကတကယ်ပဲပြုစုယူရတတ်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့နံပါတ်1မိကွန်ကိုကျွန်တော်ဖြေကြားချင်ပါတယ်ဂျေဇူးတင်ပါတယ်ဟုတ်ကဲ့ဂျေဇူးတင်ပါတယ်ဆက်တာဆန်ဒီဒူရီယာမိကွန်အနေနဲ့ ဒီတမန်ကျမ်းစာမှာကလေးတွေရဲ့အမှုအချင်းကောင်းကိုဘယ်လိုမျိုးဖော်ပြထားရရှိလဲဟုတ်ကဲ့ဒီမေခွန်းကတိတ်ပြီးကမှအရေးကြီးပါတယ်ဆိုတော့တမန်ကျမ်းစာမှာကလေးတွေရဲ့အမှုအချင်းကောင်းတွေကိုတော့တမန်ကျမ်းစာထဲမှာဖော်ပြပေးထားတာရှိပါတယ်အများကြီးပေါ့နော်အဲ့ဒါကြောင့်မဲ့ဒီတမချန်းစာထဲမှာကလေးတွေရဲ့အမှုအကျင့်ကောင်းရှိဖို့အတွက်ကဘာလို့ဖို့လိုအပ်တယ်လဲဆိုတော့စီကန်းနေရှိဖို့တိတ်ပြီးခါမှအရေးကြီးပါတယ် အဲကြောင့်ခရိယန်အသက်တာမှာကျွန်တော်ကြည့်တဲ့အခါမှာလူကြီးတဲ့မဟုတ်ဘူးကလေးသူငယ်ကိုလည်းဘယ်လိုမျိုးစီးမင်းစီကန်းနဲ့ထားရမလဲဆိုတာကိုတမန်ကျမ်းစာထဲမှာဖော်ပြပေးပြီးသားပဲဖြစ်တယ်။အဲကြောင့်တမန်ကျမ်းစာကစီးမင်းစီကန်းကနေနေပြီးခါမှာ ကောင်းတဲ့အသီးတွေတည်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကိုဖော်ပြပေးထားပါတယ်။အဲကြောင့်တမန်ကျမ်းစာမှာဖော်ပြပေးထားတဲ့ကလေးတွေရဲ့စီမင်းစည်းကမ်းအတိုင်းထားတဲ့အခါမှာဘယ်လိုမျိုးအသီးတွေတည်တယ်လဲဆိုတော့ကျွန်တော်တို့ကကြည့်ရအောင်။ဟိုမှာအဲ့အကြောင်းအရာကိုပဲဝိညာဉ်စုဂျေဇုလို့တချို့ကပြောတယ်။ဝိညာဉ်အသီးပေါ့နော်။တမျိုးနဲ့ပြောရင်ဂလတိဩဝါဒစာခန်းကြီးကအပိုင်ငယ်22ကနေ23မှာရှင်ဘောလူကဒီလိုဖော်ပြပေးထားပါတယ်။ကလေးသူငယ်တွေကိုတမာကျန်းစာအတိုင်းကျွန်တော်တို့ကတမာနီးလန့်အတိုင်းတွင်တင်ပေးလာတဲ့အခါမှာ ကလေးတွေရဲ့အမှုအကျင့်ကလေးတွေရဲ့အကျင့်တွေကဒီလိုမျိုးတွေကိုကျွန်တော်ရရှိလာမှာဖြစ်တယ်အဲ့ဒါကပါလဲချစ်ချင်းဆိုတော့ကျွန်တော်ကလေးသားသမီးတွေကချစ်ချင်းမြတ်တာကိုကောင်းမှုနားလေသလားဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာကိုကောင်းမှုဆိုတာနားလေသလားအဲ့ဒါတွေကိုကျွန်တော်ကနားလေသဘောပေါက်ဖို့သိပြီးခါမှအရေးကြီးပါတယ်ကလေးတွေကကောမိဘရဲ့ချစ်ချင်းမြတ်တာကိုကောင်းမှုဆိုတာနားလေသလားနောက်ပြီးခါမှဝမ်းမြောက်ခြင်းတကယ်ပဲဖျားရှင်ရှင်မှာတို့ဝမ်းမြောက်တတ်သလားမိဘလူရှင်မှာတကယ်ပဲဝမ်းမြောက်တတ်သလားနောက်ပြီးခါမှတို့ရဲ့ငြိမ်သက်ခြင်း ်ညီတချင်းဟာဘုရားရှင်မှာပဲရှိတယ်ဆိုတဲ့အကြောင်းအရာတွေကိုသူတို့ကတိပုတ်သိပြီးခါမှအရေးကြီးပါတယ်။နောက်ပြီးမှစိတ်ရှည်ခြင်းဒီကလေးသူငယ်တွေကဘာလို့ဖို့လို့လဲဆိုစိတ်ရှိတဲ့အတ္တတာကိုသူတို့ကတည်ယူဖို့ရန်ကြီးကြီးပါတယ်။နောက်ပြီးကမ္မပါလဲယေရှုပြုခြင်းသူတပားကိုယေရှုပြုတတ်တဲ့အရာတွေသူတို့ရဲ့အတ္တတာမှာတကယ်ရှိဖို့တော့ကျွန်တော်တို့ကဒုံတင်ပေးတတ်တော်သူများဖြစ်ဖို့တိတ်ပြီးကမ္မအရေးကြီးပါတယ်။နောက်ပြီးကမ္မခုနကျွန်တော်ပြောတဲ့ကောင်းမြတ်ခြင်းသူများပေါ်မှာဘယ်လိုကောင်းမြတ်တယ်လဲ နှုတ်ကပတ်တော်ကလည်းဘယ်လိုကောင်းမြတ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တွင်တင်ပေးတတ်ဖို့သိပြီးခါမှအရေးကြီးတယ်။တစ္ဆာစောင့်တည်ခြင်းနော်ဘလောက်အထိတစ္ဆာစောင့်တည်အပ်တယ်လဲ။နော်ဖရားပေါ်မှာဘလောက်အထိတစ္ဆာစောင့်တည်အပ်တယ်လဲဆိုတော့တစ္ဆာဆိုတဲ့ဇာတ်ကားတွေကိုကျွန်တော်တို့ကကလေးငယ်တွေနားလေသဘောပေါအောင်တွင်တင်ပြတတ်ပေးဖို့သိပြီးမှအရေးကြီးပါတယ်။နောက်ပြီးခါမှနူးညံ့သိမ်မွေ့ခြင်းကလေးတွေနဲ့ဇာတ်ပြောတဲ့ခါမှကျွန်တော်ဘလောက်အထိနူးညံ့သိမ်မွေ့တယ်လဲ။ နော်ဘလောက်အထိကျွန်တော်တို့ကပုံဥမာအနေနဲ့နူးညံ့သိမ်မွေ့တော်သူများဖြစ်တဲ့တည်းလဲဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြပေးထားပါတယ်နောက်ပြီးမှကာမကုံချုပ်တီးခြင်းဘလို့အနေနဲ့ကျွန်တော်ကာမကုံချုပ်တီးရမလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းတမန်ကျမ်းစာထဲမှာဖော်ပြပေးထားပါတယ်အဲကြောင့်တမန်ကျမ်းစာထဲမှာကလေးတွေရဲ့အမှုအကျင့်ကောင်းရဖို့အတွက်ကစီကန်းလို့အဲစီကန်းကဘယ်အနေယူရမလဲဆိုရင်ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ယူမယ်ဖခင်ရဲ့နှုတ်ကပတ်တော်ထဲကအတိုင်းမဲ့ကျွန်တော်ကကလေးငယ်တွေကိုတုံ့ပြန်ပေးရမယ် ဲ့အတိုင်းတုံတင်လို့ရှင်ဂလတိမှာရှင်ဘောလူဖော်ပြပေးထားတဲ့ဝိညာဉ်အသေးတွေဟာကျွန်တော်ရဲ့ဒါသိမိတွေမှာတီးလာမှာဖြစ်တယ်အဲ့အจิตတွေကသူတို့အတ္တတာမှာတိဆောက်လာတဲ့အခါမှာကျွန်တော်ရဲ့ဒါသိမိတွေဟာသူတပအတွက်ကောင်းကြီးမိန်လာဖြစ်လာမှာဖြစ်တယ်အဲ့အကြောင်းအရာကိုပဲဟေပြေဩဝါဒစာခန်းကြီးဆက်နေအပိုင်ငယ်ဆက်ကွန်မှာတင်တို့ဒီဆုံးမတော်မူခြင်းကိုခံတင်ဒါတို့ကိုပြုတကယ်တို့ဖျားသခင်ဒီတင်တို့ကိုပြုတော်မူ၏မိမဆိုတာတာသမီးကိုကောင်းဝွန်စွာတွင်တင်တယ်လို့တဲ့ဖျားသခင်ကလည်းဘာဖြစ်တယ်လဲဆိုရင် သူ့ရဲ့သားသမီးတွေကိုပြန်ပြီးငါတွင်တင်နေတဲ့အเจ้าမူကအဘမဆုံးမတော့သားတစုံတယောက်ရှိတယ်လို့ပြောပြောထားပါတယ်ဒီမှာအဘမဆုံးမတဲ့သားတယောက်ရှိလို့လားတစုံတယောက်ရှိလားလောကမှာပြပါမဆုံးမတဲ့လူတယောက်မှမရှိဘူးသားသမီးကိုချစ်တော်သူမှန်တယ်များကဆုံးမတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရတယ်အဲ့အတိုင်းလဲကျွန်တော်ကတမာတရားအတိုင်းကိုယ့်ရဲ့စိတ်ထင်နဲ့ဆုံးမတာမှုပဲနဲ့တမာတရားအတိုင်းကိုယ့်ရဲ့သားသမီးတွေကိုဆုံးမတော်သူတွေရဲ့ အသက်တာမှာကလေးငယ်တွေကခုနကျွန်တော်ပြောတဲ့ဝိညာဉ်စုဂျေစုလို့ကျွန်တော်ပြောမယ်ဝိညာဉ်အသေးအပွင့်တွေဟောတို့အသက်တာထဲမှာကျွန်တော်အမှုအကျင့်တွေနဲ့တွေ့ရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှဖြေချချင်ပါတယ်ဂျေစုတင်ပါတယ်ဒီသူတမားရဲ့ဆရာတော်ဆွေဒီနောက်မင်းခွန်အနေနဲ့စီမင်းစီကံအကြောင်းကိုဒီတမားကျန်းစာမှာဘယ်လိုမျိုးဖော်ပြထားလဲဆရာ။ဟုတ်ကဲ့တမားကျန်းစာမှာခုနမေခုနှစ်မှာဖော်ပြပေးထားတယ်လို့ရောစီမင်းစီကံအကြောင်းအရာဒီကိုတမားကျန်းစာမှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်။ လူငယ်ကိုဘယ်လိုအနေနဲ့ကျွန်တော်တို့ကပြုစုယူရမလဲကလေးသူငယ်ကိုကျွန်တော်တို့ဘယ်လိုအနေနဲ့ပြုစုရမလဲဆိုတဲ့အကြောင်းအရာကိုတမန်ကျမ်းစာထဲမှာအများကြီးဟောပြပေးထားပါတယ်အဲထက်ရတဲ့ကျွန်တော်ဟေပြဲဩဝါဒစာခန်းကြီးဆက်နေအပိုင်ငယ်၅ပါးနဲ့၁၁ကိုကျွန်တော်ဒီကနေ့ဖတ်ပြစီဖတ်ရင်းနဲ့ကျွန်တော်ဆွေးနွေးသွားရအောင်ထိုမှတပါငါအသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမှတ်မှတ်ပဲမနေနဲ့တင်ဤအပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်နဲ့ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏ လက်ခံတော်မူသမျှတော်သားတို့ကိုတန်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကိုဆိုတကဲ့သို့တင်တို့ကိုပြောဆိုတော်ကားဩဝါဒစကားကိုမေ့လျှော့ကြသလိုတင်တို့သည်ဆုံးမတော်မူခြင်းကိုခံလျင်သားတို့ကို ပြုစုတကဲ့သို့ဖျားသခင်သည်တင်တို့ကိုပြုစုတော်မူ၏အကြောင်းမူကားအဘမဆုံးမတော်သားတဆုံတယောက်ရှိသလိုသားအပေါင်းတို့သည်ခံတတ်သောဆုံးမခြင်းကိုတင်တို့သည် မခံမဲနေလျင်သားရင်မဟုတ် မင်းဦးမင်းလွင်ရတော်သားဖြစ်ကြ၏တဏီကကိုကာယနှင့်ဆက်ဆိုင်သောအဘာတို့လက်နှင့်ငါတို့သည်ဆုံးမခြင်းကိုခံရသောအခါသူတို့ကိုယူတည်ကြ၏ထိုမြမက စိတ်ဝိညာဉ်တို့၏အဘာအလိုတို့လိုက်၍အသက်ချမ်းသာရကြမည်မဟုတ်လော အကြောင်းမူကားထိုအဘာတို့သည်မိမိအလိုတို့လိုက်၍တခဏတာဆုံးမပေးကြ၏ကိုတော်မူကားတန်ရှင်းတန်ရှင်းခြင်းပါရမီကို ငါတို့သည်ဆက်ဆံစေခြင်းကငါတို့အကျိုးကိုထောက်ရတာဆုံးမတော်မူ၏ဆုံးမခြင်းမိဒီကခရယစင်အခါဝမ်းမြောက်เสียရမထင်ဝမ်းနည်းเสียရထင်၌တို့တော်လည်းဆုံးမခြင်းကိုခံရတော်သူတို့သည်နောင်မှငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်တော်ဖြောင့်မခြင်းအကျိုးကိုခံရကြ၏ပေါ်ပြပေးထားပါတယ်ဒီဟိပြေးရေးတဲ့ဆရာကြီးကပြောထားပါတယ်ဖျားကသူ့ရဲ့သားသမီးတွေကိုကောင်းစေခြင်းနဲ့အတွက်ကြောင့်ဆုံးမတယ် အဲ့ဒါမဲ့မိမကလည်းတမာတရားအတိုင်းနဲ့ကိုယ့်ရဲ့သားသမီးတွေကိုဆုံးမလာတဲ့ခါမှာဘာဖြစ်လဲသူတို့ရဲ့ကောင်းမြတ်ခြင်းရဖို့အတွက်သူတို့ရဲ့အသက်တာမှာဘုရားရဲ့အလိုတော်တိုင်းကောင်းချီးမင်္ဂလာရဖို့အတွက်ကိုဆုံးမဩဝါဒပေးတယ်ဆိုတော့ကိုဟေပြဲဆရာကြီးကပေါ်ပြပေးထားတယ်။အဲ့တော့ကျွန်တော်အပိုင်ငယ်၁၁ကိုကျွန်တော်ထပ်ပြီးမှေဖတ်ချင်တယ်နောက်ပြီးဒီအကြောင်းအရာကဘာလို့သားသမီးကိုကျွန်တော်တို့ကတမာတရားအတိုင်းဆုံးမတဲ့တလဲဆုံးမရင်ဘာဖြစ်လာတယ်လဲအဲအကြောင်းအရာဒီကိုဒီမှာဟေပြဲဆရာက အခန်းကြီး7နဲ့အပိုင်ငယ်7မှာကောင်းကောင်းလေးဖော်ပြပေးထားပါတယ်။ဆုံးမချင်းမိဒီကခံရစင်ကဝမ်းမြောက်เสียရမထင်ဝမ်းနေเสียရထင်တတ်၏။အဲကြောင့်သားသမီးတွေကိုကျွန်တော်ကဆုံးမတဲ့အခါမှာနှုတ်ကပတ်တော်အတိုင်းဆုံးမတဲ့အခါမှာသားသမီးအတွက်ကဝမ်းနေเสียရဖြစ်တယ်။ကြေကွဲเสียရဖြစ်ပါတယ်။တို့တော်လဲဆုံးမချင်းကိုခံရတော့သူတို့ဒီအဲဆုံးမချင်းကိုလက်ခံတဲ့သားသမီးတွေကနောက်မှငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်တော့ငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်တယ် လောကမှာလှုပ်ဆောင်တဲ့အရာတိုင်းမှာအောင်မြင်ခြင်းနဲ့ငြိမ်သက်ခြင်းဆိုတဲ့အရာတွေကိုရလာတဲ့အခါမှာတဲ့ဆိုင်နဲ့ဖြောက်မှချင်းချိုးကိုခံရကြရဲ့တမာကျမ်းစာထဲမှာကျွန်တော်ကြည့်ဖြောက်မှချင်းဖြောက်မှချင်းဖြောက်မှချင်းဆိုတာတမာတရားအတိုင်းလိုက်တွန်းသူကသာဖြင့်ဖြောက်မှချင်းကိုရရှိတာဖြစ်တဲ့အကြောင်းမိဘတွေအနေနဲ့တွင်တင်တော့သူကလေကလေးသူငယ်တွေကိုဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းတွင်တင်မှသာတဲ့သူတို့ဟာငြိမ်သက်ခြင်းနဲ့ ဖြောက်မှချင်းရဲ့အကျိုးကျေးဇူးကိုခံရမယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခမှာပြောချင်ပါတယ်။ဟီပြဲဆရာကြီးကလည်းဒီတိုင်းပဲပေါ်ပြပေးထားတာဖြစ်တယ်။အဲ့တော့ကြောင်းခုနကျွန်တော်ပြောတဲ့အတိုင်းတမာကျန်းစာထဲမှာကလေးသူငယ်ကိုဘယ်လိုကျွန်တော်တို့ကဆုံးမရမလဲဆိုတဲ့စီမင်းစည်းကမ်းတွေရှိပါတယ်။ခုနပြောသလိုဖျားကသူ့ချစ်တဲ့တာသမီးတွေကိုစုံစမ်းတယ်။တခါတလေကျရင်ဒဏ်ခတ်တယ်။ကောင်းတဲ့လမ်းကိုလျှောက်ပြီးခမှာ သူ့ရဲ့ဘုံတော်ကိုထင်ရှားစေဖို့ဖြောက်မချစ်တရားကိုလမ်းလျှောက်စေဖို့အတွက်ကိုလူတော်ရှိတယ်လို့မိမာရီအနေနဲ့လည်းနှုတ်ကပတ်တုံဆွဲကန်ပြီးမှကိုယ့်ရဲ့သားသမီးတွေကိုဘာလို့ရမလဲဆိုရင်ကလေးသူငယ်တွေကိုတမာကျန်းစာမှာရှိတဲ့စီမင်းစည်းကမ်းအတိုင်းကျွန်တော်တို့ကတုန်တင်တဲ့အခါမှာကလေးသူငယ်တွေအတွက်ကတော့နောင်တရစရာခက်ခဲတယ်မျက်ရည်မျက်ခွက်နဲ့လည်းနေမှာပါဒါမဲ့နောက်ဆုံးမှာတော့ငြိမ်သက်ခြင်းနဲ့ဖြောက်မတ်ခြင်းတရားကိုသူတို့ရောက်ရှိမယ်ဆိုပြီးခါမှာဒီမှာတမန်ကျမ်းစာထဲမှာဖော်ပြပေးထားပါတယ် အဲ့ဒါကြောင့်ဟေပြဲဆရာကြီးကစီမင်းစီကန်းမှာတကလေးသူငယ်တွေကိုပြုစုတတ်တဲ့မိဘတွေနော်ဆရာသမားတွေဖြစ်ဖို့အတွက်ကိုဒီမှာဖော်ပြပေးထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာတော်ဆွေဒီနောက်မေခွန်အနေနဲ့ကလေးသူငယ်ကိုဖျားရဲအလိုတော်တိုင်ပြုမှုတက်ဖို့ရင်ဘလိုမျိုးစင်မြင့်စေကံဖြင့်တို့တင်ရမှာလဲရှင်ဟုတ်ကဲ့ကလေးသူငယ်ကိုဖျားရဲအလိုတော်တိုင်စင်မြင့်စေကံနဲ့ကျွန်တော်အာဒီမေခွန်၃မှာကျွန်တော်မေးပြီးသားပဲပေါ့နော် တွင်တင်ရမလဲဆိုတဲ့အရာကတိတ်ပြီးခါမှအရေးကြီးပါတယ်ဆိုတော့တမချန်းစာမှာပထမအနေနဲ့ကျွန်တော်ပြောပြသွားပါပြီအခုတော့ကျွန်တော်အနေနဲ့ပြောချင်တဲ့အရာကကျွန်တော်ကလေးသူငယ်တွေရဲ့ရှေ့မှာကျွန်တော်ကဘယ်လိုမျိုးတွေသူတို့ကိုတွင်တင်ပေးရမလဲဆိုရင်တီတိုးအပုတ်ချခြင်းလို့ခေါ်တယ်အဲ့ဒါပါလဲဆိုသူများအတင်းကိုတုတ်တာကလေးသူငယ်ရဲ့ရှေ့မှာသူများရဲ့အတင်းကိုမတုတ်တဲ့နောက်အရာတွေကိုမကောင်းဘူးဆိုတာကိုကလေးသူငယ်တွေကိုတွင်တင်ပေးတတ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်ကိုယ့်ရဲ့သားသမီးရှေ့မှာသူများရဲ့မကောင်းကြောင်းတွေမပြောမိဖို့တိတ်ပြီးခါမှအရေးကြီးပါတယ် ဲ့တကြောင်ကလေးတူငယ်သူမြတ်ရှိမှတီတူပြီးမှเนาะအပုတ်ချတဲ့အကြောင်းအရာတွေကိုမကောင်းမှုဆိုတာကိုလေးငယ်တွေကိုကျွန်တော်တို့ကတုံတင်ပြဖို့တိတ်အကြီးကြီးတယ်ဒါကဖရားရဲ့အလိုတော်တိုင်းပဲဖြစ်တဲ့နံပါတ်1ကဘာလဲဆိုရင်ကလေးငယ်တွေကိုအာယုံထွေပြားစေဖို့မပြောဖို့တားရေးကြီးတယ်အာယုံထွေပြားတာမျိုးမဖြစ်အောင်တို့ကအာယုံတစ်ခုကိုပဲတို့ဘယ်လိုလဲအာယုံစူးစက်တိုက်အောင်ကျွန်တော်တို့ကတုံတင်ပြဖို့တိတ်အကြီးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့တမန်ကျမ်းစာကိုလေ့လာတဲ့အခါမှာကျွန်တော်တို့ရဲ့ကလေးတွေကအာယုံပြတ်နေလို့မရဘူး အာယုံတစ်ခုထဲနေပဲသူတို့ကစူးစမ်းလေ့လာတော့သူများဖြစ်ဖို့တိတ်ပြီးကမှအရေးကြီးပါတယ်နံပါတ်3ချက်ကပါလဲဆိုရင်ဥတီယာကိုကျွန်တော်ကပြောင်းပေးတတ်ရမယ်တမာကျန်းစာထဲမှာကလေးငယ်ကဆိုးနေပြီဆိုရင်ဘာလဲဆိုရင်တော့ဒုတ်နဲ့ချိန်ဒုတ်နဲ့ကင်ပြီးခါမှသူ့ကိုပြုတ်ပြင်ပေးပါလို့ဖော်ပြပေးထားတယ်။အဲကြောင့်တချို့တွေကတော့ဒုတ်ဆိုတာကဘယ်လိုအတိတ်ပဲဒီအများကြီးဖွင့်ဆိုတယ်။တကယ်တော့တမာတရားမှကျွန်တော်ကြည့်တဲ့ခါမှကလေးငယ်ကဒုတ်နဲ့ရိုက်ချင်းအပြင်ဘာဖြစ်လဲဆိုသူ့ရဲ့စိတ်ဓာတ်ကိုပြုတ်ပြင်ပေးလို့ရတယ်။ဒါကြောင့်မဖះရှင်ကဒုတ်ကိုလည်းတုံးပေးထားတာ။ အဲ့ဒါကြောင့်ပဲပါလဲဆိုဥတီယာကိုပဲ့ပြင်တဲ့အခါမှာကလေးငယ်လေးနားလည်အောင်သူတို့ကိုဖျားပေးထားတဲ့စုဂျေစုနဲ့နော်တူတဲ့ဥတီယာကိုပြောင်းပေးတတ်တဲ့နော်ဒီမိဘတွေဖြစ်ဖို့ပေါ့ဆရာသမားတွေဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်။နောက်ပြီးမှတက်ရိုက်စကားပြောပြဖို့ကလေးငယ်တယောက်ကတခုခုမှားနေတယ်ဆိုရင်သူ့ကိုအပုတ်ချပြောတာမျိုးပေါ့ပဲ။ဒါတိုက်ပြောပါ နင်ဘယ်နားမှာမှားတယ်ဘယ်နားကိုပြုပြင်ဖို့လို့လဲဒါနာတော့မကောင်းဘူးပေါ့နော်ဒီလိုမျိုးနေနဲ့ကျွန်တော်တို့ကကလေးငယ်တွေကိုတကယ်သူတို့ရဲ့မျက်နှာချင်းဆိုင်နဲ့ပြောဖို့ကတိတ်ပြီးကမှအရေးကြီးပါတယ်နောက်ပြီးကမှနံပါတ်9အနေနဲ့သူတို့ရဲ့ကောင်းွက်ကိုပြသပေးရမယ်။အော်ဒီနေရာမှာလောက်တာအရန်ကောင်းတယ်ဒီနေရာမှာလောက်တာအရန်ကောင်းတယ်ဆိုပြီးမှသူတို့ကိုကောင်းွက်ကိုလည်းပြသပေးဖို့တိတ်ပြီးကမှအရေးကြီးပါတယ်နောက်ပြီးကမှနံပါတ်6ကပါလဲဆိုမတိကျွွ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 ွ နော်မတိကျိုးကြုံပြုချက်ဆိုတခါတလေကြောင့်ကလေးငယ်တွေလုတ်တဲ့အခါမှာမတိတရားနော်နေပေးတဲ့အရာတွေရှိတယ်အမားကြီးကြီးမားမားမလုတ်တဲ့ဟာတွေမျိုးမှာဆိုရင်တို့ကိုမတိကျိုးကြုံပြုပေးဖို့ဒါအရေးကြီးပါတယ်နေရတကာမှာလိုက်ပြီးခါမှာပြောနေရင်တို့အသက်တာကဘာလဲဆိုရင်မကောင်းဘူးတက်တဲ့တောင်ဘာလဲဆိုတချို့တနေရာလေးဒီမှာကျတော့မတိကျိုးကြုံပြုပေးဖို့အရေးကြီးပါတယ်အဲ့မတိကျိုးကြုံလုံးဝသူကကြီးလာရင်တိလာမှာမဟုတ်လုံးဝမတိကျိုးကြုံပြုတာကလည်းကလေးသူငယ်ကအပြစ်ကိုရောက်စေတယ် အဲ့ဒါကြောင့်ကျွန်တော်တို့ကပါလဲဆို limit ဆိုတာရှိတယ်မတိကျိုးကျုံပြုတဲ့နေရာမှာသူ့လုံရင်းနဲ့မှားတဲ့အရာတွေတချို့ရှိရင်မတိကျိုးကျုံပြုပြီးခါမှာဆက်လက်လုတ်ကိုင်းစေချင်တာမျိုးတွေဖြစ်တယ်နော်အဲ့ဒါမျိုးတွေလည်းကျွန်တော်တို့ကတုံတင်ပေးဖို့တိတ်ပြီးခမရည်ကြည့်ပါတယ်။နောက်ပြီးမှကလေးတွေကိုကျွန်တော်ပြောတဲ့အခါမှာနှလုံးသားကနေနှလုံးသားကိုပြောပြဖို့ရည်ကြည့်တယ်။အဲကြောင့်ဆုံးမတဲ့လူကပါလဲဆိုတော့တမန်တရားအတိုင်းကိုယ့်ရဲ့နှလုံးသားကနေပဲတကယ်ပဲသူတို့နှလုံးသားကိုပြောတတ်ဖို့ဒါရည်ကြည့်တယ်။ကလေးတွေကိုကောင်းအားဖြင့်ပဲပြောရင်ကလေးတွေကနှလုံးသားမှာရောက်မှာမဟုတ်ဘူး။ အကြောက်ကျွန်တော်ပါလဲဆိုတော့ heart to heart ပေါ့ကလေးဒီကိုတကက်နှလုံးသားအရင်မြစ်ကနဲ့ကောင်းစေချင်လို့ရှိရင်နှလုံးသားကနဲ့ပြောထွက်တဲ့စကားတွေကမှသာတဲ့သူတို့ကလေးတွေရဲ့နှလုံးသားကိုရောက်ပြီးမှဖြစ်ပါတယ်။နောက်ပြီးခါမှရွေးချယ်ပေးဖို့တိတ်ပြီးခါမှရေးကြည့်ပါတယ်။ကိုယ့်ရဲ့သားသမီးတွေကကောင်းကျိုးရဖို့အတွက်ကိုကျွန်တော်ကဘာလို့ပို့လို့တယ်ဆိုရင်ရွေးချယ်ပေးတတ်ဖို့တိတ်ပြီးခါမှရေးကြည့်ပါတယ်။ကလေးတွေကိုလည်းဘယ်လိုရွေးချယ်ရမလဲဆိုတာကိုလည်းတွင်တင်ပေးဖို့တိတ်ပြီးခါမှရေးကြည့်ပါတယ်။ တမကျန်းစာထဲမှာဘယ်လန်းကကောင်းတယ်ဘယ်လန်းကမကောင်းဘူးဘယ်လိုအသက်ရှင်ရမလဲဆိုတော့ရွေးချယ်ချင်းဆိုင်ရာလူငယ်တွေနဲ့အများကြီးကျွန်တော်တွေ့လို့ရတယ်ကလေးသူငယ်တွေကိုလည်းဒီအကြောင်းအကြောင်းအရာတွေနဲ့ကျွန်တော်ကဒီရွေးချယ်ချင်းဆိုင်ရာတွေမှာကျွန်တော်ကတွင်တင်ပေးတတ်ကိုသိပြီးကမှရွေးကြည့်ပါတယ်လောကနဲ့ဖျားပိုင်းကိုဘယ်ဟာရွေးချယ်မလဲ ဲ့လိုပြောတဲ့အခါမှာဘုရားပိုင်းကိုရွေးချယ်ပြီးခါမှာဘယ်လိုလောကပိုင်းမှာသူတို့ဘက်တော့တောင်းကြီးဖြစ်မယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ကတုံ့ပြန်ပေးတတ်တဲ့မိပါတွေဖြစ်ဖို့တိတ်ပြီးခါမှာရေးကြည့်တယ်။ဆရာသမားတွေဖြစ်ဖို့တအရေးကြီးပါတယ်။နောက်ပြီးခါမှာကိုယ်ကလေးငယ်မားပြီဆိုရင်တတိပေးတတ်ဖို့ဝါနေမော့နော်တတိပေးတတ်ဖို့တိတ်ပြီးခါမှာရေးကြည့်ပါတယ်။ကိုယ့်ရဲ့သားသမီးမားနေတာတိရဲ့သားနဲ့နော်ဝါနေမပေးတတ်တဲ့မိပါတွေဆရာသမားတွေဖြစ်လို့ရှင်အဲ့ဒါကဘုရားရဲ့အလိုတော်တိုင်းမဟုတ်ပါဘူး။ တမန်ကျမ်းစာထဲမှာလည်းပါလဲအချိန်ချင်းဖျားကောက်ဝါနေပေးတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်။နောက်ပြီးမှတစ်ခါတလေကြရင်ဘာလို့ဖို့လို့တလဲဆိုကလေးမှာ alone time သူ့လုံးလုံးလဲလဲတယောက်တစ်ယောက်ထဲပဲနေခိုင်းမှာဘာလဲဆိုသူ့ကိုယ်သူပြန်ပြီးခါမှာစဉ်းစားနိုင်ဖို့နောက်ကလေးသူငယ်လဲတစ်ခါတလေလွတ်လွတ်လပ်လပ်နဲ့သူ့သူလူနေချင်းနဲ့အဲ့လိုမျိုးခွင့်ရေးလဲကျွန်တော်ကပေးတတ်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်။နောက်ပြီးခါမှာစိတ်သက်ခွန်အားပေးဖို့ encouragement စိတ်သက်ခွန်အားပေးတတ်ဖို့လဲဒါအရေးကြီးပါတယ်။ အမြဲတမ်းစိတ်ဓာတ်ခုံအားပြိဝမှသာလဲသူတို့ကပါလဲဆိုရင်သူတို့ရဲ့လမ်းမှန်မှန်ကန်ကန်နဲ့တောင်းနိုင်မှာဖြစ်တဲ့အဲစိတ်ဓာတ်ခုံအားပြီးတဲ့နေမှာနှုတ်ကပတ်တော်အတိုင်းတမာတရားအတိုင်းပိတတော်သူများဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်နောက်ပြီးခါမှအလုတ်လုတ်တက်အောင်သင်ပေးဖို့သိအရေးကြီးပါတယ်ကိုယ့်ရဲ့တာသမီပဲဟာဘာမှမလုတ်တက်ဘူးလို့ဆိုရင်ကျွန်တော်တို့ကဘာလို့လဲဆိုအမြဲတမ်းပဲကျွန်တော်တို့ကပိုးမွေးတယ်လို့မွေးလို့ရှိရင်ကျွန်တော်တို့ရဲ့တာသမီဒီကဘာမှမလုတ်တက်ရင်ဖရားရဲ့အလိုတော်မဟုတ်ဘူး ဖရားရဲ့အလိုတော်ကသူ့အထိုင်နဲ့သူ့အသက်နဲ့ အတျောက်သူတို့ကလုတ်တက်ဖို့အတွက်ကိုဘုရားရှင်ကကျွန်တော်တို့ကိုတုံတုံပေးထားတာဖြစ်တဲ့ဒါကြောင့်မဲ့၁၆နှစ်ဖြစ်တဲ့ယောသလေးကိုလည်းဘုရားကပေါ်ပဲသူလုတ်တိုင်နဲ့အတိုင်းတာတိဘုရားရှင်ကတုံတုံပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့လို့ရတယ်အဲကြောင့်တမာကျန်းစာထဲမှာသူ့အသက်နဲ့သူ့အထိုက်အလျောက်အလုတ်လုတ်တက်တော်သူများဖြစ်ဖို့ကျန်းစာထဲမှာလည်းတုံတုံပေးထားတယ်ဘယောစိတ်တော်မှကောင်းဆောင်မရှိပေမဲ့လုတ်တက်တယ်လူသားဆိုတာကငယ်တော့အရွယ်မှစပြီးမှကျွန်တော်တို့ကောင်းဆောင်မှုပညာလေးတွေကိုသူတို့တိတဲ့တိထိုက်တတ်အပ်တဲ့အရာတွေကိုအလုတ်လုတ်စေဖို့လည်းတိတ်ပြီးကမှရေးကြည့်ပါလေ အကြောင်းကလေးသူငယ်တွေကိုဖယားတခင်ရဲ့အလိုတော်အတိုင်းစီမင်းစီကံတမချန်းစာကနဲ့လာတဲ့စီမင်းစီကံနဲ့ကျွန်တော်တွင်တင်ပေးတယ်ခုနကျွန်တော်ပြောတဲ့အချက်၁၂ချက်လုံးလုံးနဲ့ကျွန်တော်တို့ကတွင်တင်ပေးလို့ရှိရင်တို့မှာ confidence ရှိပြီးခါမှာဖယားတခင်ရဲ့အလိုတော်အတိုင်းတို့ကပြုမျိုးတတ်တဲ့သူတပားကိုကောင်းချီးပေးတတ်တဲ့ဖယားရဲ့တာသမီတွေဖြစ်လာကြမယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးမှပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာအဲဆန်ဒီနောက်ဆုံးနေရင်အခန်းချင်းမရှိတဲ့ လေးတငယ်ကိုတမန်ကျမ်းစာလိုမျိုးပေါ်ပြထားလက်ရှိဟုတ်ကဲ့ဒီနာခံချင်းမရှိတဲ့ခုနကျွန်တော်ပြောတဲ့အထဲမှာနာခံချင်းမရှိတဲ့ကလေးသူငယ်ကိုတမာချန်းစာကဘယ်လိုပြုစုရမလဲဆိုတဲ့အကြောင်းအရာကိုလည်းဖော်ပြပေးထားပါတယ်။အဲအကြောင်းအရာကိုပဲတုတ်တန်ချအခန်းကြီး29အပိုင်ငယ်10နဲ့ငါနော်မာချိန်လုံးနဲ့ရိုက်ချင်းနှုတ်နဲ့ဆုံးမချင်းအဖြစ်ပညာကိုတိုးပွားတတ်ရလို့ဖော်ပြပေးထားတယ်။ကိုယ့်ရဲ့ကလေးကိုတကယ်ချစ်တယ်။ကိုယ့်ရဲ့သားသမီးကိုတကယ်ချစ်လို့ရှိရင်ချိန်လုံးနဲ့ရိုက်ပါ။ ။သူကတော့ပေါ်ပြပေးထားတယ်။တချို့ကတော့ပြောပြီးသားပါ။ကျိန်လုံးဆိုတာအနေအနဲ့ဒိတ်ပဲမျိုးနှုတ်ကပတ်တော်ကိုပြောတာပါ။ရိုက်တယ်ဆိုတာကဘာကိုပြောတာပါဆို Illustration နဲ့အမျိုးမျိုးနဲ့သူတို့ပြောတယ်။ဖခင်ရဲ့နှုတ်ကပတ်တော်ကို literal ရိုးရိုးနေနဲ့ကျွန်တော်ကြည့်နေကျိန်လုံးနဲ့ရိုက်ခြင်းကလေးကိုရဲ့တာသမီကိုကျိန်လုံးနဲ့ရိုက်တဲ့အခါမှာကလေးတွေက"အိုးဒီဟာငါလုတ်တာဟာမားပါလား"ဆိုတဲ့ဟာကိုနားလေသဘောပေါက်ဖို့ကိုဟောပြပေးချင်တာပါ။အဲကြောင့်ကိုယ့်ရဲ့တာသမီကိုတကယ်ပဲချစ်တယ်ဆိုရင် ကိုယ့်ရဲ့စကားကိုနာခံခြင်းမရှိဘူးတမာတရားအတိုင်းလိုက်နာခြင်းမရှိတဲ့ကလေးကိုဘာလို့ရမလဲငယ်တော့အရင်မှဆိုပြီးချိန်လုံးနဲ့ရိုက်ခြင်းနှုတ်နဲ့ဆုံးမခြင်းအပြင်သူ့ကိုဘာဖြစ်စေတယ်လဲပညာထိုးပွားခြင်းဖြစ်စေတယ်တဲ့ပညာဆိုတာကဘယ်နဲ့ရလဲသာဝရဘုရားကိုကြောက်ရွံ့ခြင်းဒီပညာဤအချုပ်အချာဖြစ်တယ်လို့ဘုက္ခတော်ထဲမှာပေါ်ပြပြပြသားပဲဖြစ်တယ်အဲ့တော့ကြောင်းအဲ့ကလေးသူငယ်ကနားမထောင်တဲ့ဟာကိုချိန်လုံးနဲ့ရိုက်ခြင်းအပြင်ဘာလို့ရိုက်တယ်လဲဆိုတော့သူတို့ကိုပြန်မေး အဲ့မေးတဲ့အခါမှာမှန်ကန်တဲ့တမာပညာလမ်းကိုရဖို့အတွက်နှုတ်ပြဆုံးမှာဘာဖြစ်လို့ဆုံးမှာတလဲဆိုတော့ကိုပြန်မေးပါအဲ့ဆုံးမှာချင်အဖြစ်သူရဲ့ပညာကိုဒိုးပွားဖို့ဖြစ်တယ်တကယ်လို့အဲ့နှုတ်တင်လုံးနဲ့လည်းမရဘူးနှုတ်နဲ့မှဆုံးမှာပဲသူ့အလိုလိုနဲ့တိတက်လာမှာပါလို့လွှတ်လိုက်လို့ရှိရင်ပညာကိုဒိုးပွားမှာမဟုတ်ဘူးဆိုတာတမာကျမ်းစာမှာတိလေးနဲ့ပေါ်ပြပေးထားပါတယ်နော်တတ်တိုင်းနေစီတော့သူငယ်ဒီအမိကိုအဆက်ခွဲတတ်ဤဆိုပြီးတုတ်တန်ချမ်းမှာပေါ်ပြပေးထားတယ် ရှိပါစေတော့သူအရွယ်ရောက်လာရင်တက်ပါစေတော့လို့လွှတ်ထားလိုက်လို့တတ်တိုင်းနေစေတော့သူငယ်တဲ့အမိကိုရှက်ခွဲတတ်၏အဲ့တော့ကြောင့်မေတ္တာချမ်းသာကောင်းကောင်းတုန်တင်ပေးထားပါလေသုတ်တန်အခန်းကြီး29အပိုင်ငယ်7ခုမှာလဲတင့်ဤသားကိုဆုံးမလို့တို့ပြုလင်းသူဒီတင့်ကိုချမ်းသာပေးမည်နင့်တကယ်ချစ်လို့ရှိရင်တင့်ရဲ့သားသမီးကိုတကယ်ချစ်လို့ရှိရင်ကလေးသူငယ်ဒီကိုတကယ်ချစ်လို့ရှိရင်တင့်ရဲ့သားသမီးကိုယ့်ရဲ့တပည့်တွေကိုဆုံးမပါတို့ပြုလင်းတင့်ကိုချမ်းသာပေးမည် ထိုမြတ်မကစိတ်ရှင်လန်းစရာခွန်ကိုပေးမည်။တင့်ကိုရှင်လန်းချက်ခွန်လည်းပေးမည်နဲ့ပေါ်ပြပေးထားတယ်။အဲကြောင့်ကိုယ့်ရဲ့သားသမီးတွေကိုဆုံးမမရတော့သူတွေကိုနှုတ်အဖြစ်တော်၎င်းတမန်ကျမ်းစာအတိုင်း ချိန်လုံးအားဖြင့်တော့လည်းကောင်းသူတို့နားလေတဘောအပြစ်တရားကိုနားလေတဘောပေါက်နိုင်ရလုံးကဖို့ပြတ်တတ်တဲ့အရာတွေနဲ့ကျွန်တော်ကဆုံးမတတ်ဖို့ကျွန်တော်ကိုတမန်ကျမ်းစာကတွင်တင်ပေးထားပါတယ်အဲကြောင့်နာခံခြင်းမရှိတဲ့ကလေးကိုတမန်ကျမ်းစာကဘလို့နေနဲ့ကျွန်တော်တွင်တင်ရမလဲဆိုတာကိုတုတ်တန်ကျမ်းမှာဖော်ပြပေးထားတာဖြစ်ပါတယ်ဒါကြောင့်ဒီကြည်ထောက်ကိုကြည့်ရှုနေတဲ့နော်ဖရားရဲ့သားသမီးတွေကိုကျွန်တော်ဒီနေ့ခွန်အားပေးချင်တာကလေးသူငယ်နဲ့တမန်ကျမ်းစာကလေးသူငယ်နဲ့တမန်တရားလို့ကျွန်တော်ပြောတဲ့အခါမှာ ဒီအရာတွေကတိတ်ပြီးခါမှအရေးကြီးပါတယ်ဟာကလေးလေးပဲတော်တော့အရေးမကြီးသေးပါဘူးဆိုပြီးမှထားခဲ့တော့ကလေးများမဖြစ်ဖို့အတွက်ကလေးသူငယ်ဆိုတာကလုံးဝတန်ရှင်းပြီးခါမှဘာမှတို့ရဲ့အသက်တာမှာမရှိသေးတဲ့ကလေးသူငယ်ကိုကျွန်တော်ဆုံးမတဲ့ခါမှာတမာတရားအတိုင်းဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်အဲကြောင့် Sunday School ဆရာမတွေကိုလည်းကျွန်တော်ပြောတတ်ပါတယ်သင်တို့နေတိုင်းကလေးငယ်တွေကိုတွင်တင်တဲ့အခါတိုင်းမှာကလေးသူငယ်တွေကိုတွင်တင်ရမယ့်ဖရားရဲ့နှုတ်ကပတ်တော်ဟာသင်တို့ devotion ထိုင်တဲ့ခါမှာ ဖျားနဲ့စကားပြောတဲ့အခါမှာရလာတဲ့တမာတရားဟုတ်သလားအဲ့တမာတရားမဟုတ်လို့ရှိရင်တို့ဟာကြီးလာတဲ့တက်တာမှာတမာတရားပေါ်မှာတခြားနမ်းမှာမဟုတ်ဘူးဆိုပြီးမှကျွန်တော်နောက်စာတင်ရင်းနဲ့အများအားကျွန်တော်ခွန်အားပေးပါတယ်အဲ့ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေမိဘတွေဒီနောက်ပြီးခါမှာကလေးသူငယ်တွေကိုပြုစုပေးတဲ့နော်ဒီမိဘဆရာသမားတွေကျွန်တော်ကလေးငယ်ကိုတမာချမ်းစာအတိုင်းတွင်တင်ပြီးခါမှာသူတပားကိုကောင်းချီးပေးတဲ့ဖျားရဲ့သားသမီးချစ်ခိုင်းကြရအောင် ပြုစုပြောထောင်ပေးကြရအောင်လို့ကျွန်တော်ဒီနေ့မှာခွန်အားပေးချင်ပါတယ်ခုလိုမေခွန်မေးပေးသွားတဲ့ဆံမမှုပေါ်မှာလည်းသူပဲကျေးဇူးတင်ပါတယ်ကဲခုလိုဖြစ်ကြတဲ့အတွက်ဆရာကမှသူပဲကျေးဇူးတင်ပါတယ်ဆက်လက်မှဖြတ်ရှင်ကောင်းတည်ပေးပါစေ။တ िश ူတဲ့ညကမလုံးမလည်းလည်းအားလုံးပဲခွန်အားရကြမယ်လို့ယုံကြည်ပါတယ်ရှင်။အားလုံးပေါ်မှာကျေးဇူးတင်ပါတယ်။